ဲ့ရင်းမီတီဆိုကဲတူအဆိုတော့အတင်းတော့ပရိသတ်တော်ပဲမိလားများဆွဲဆောင်ရင်လည်းမဲကနေပြီးတော့ပြန်လဲကြိုလိုက်ပါရင်အော်တိုဝါနဲ့25ရင်းနေညဟာမြမဂီတလောကသားတွေအတွက်အလွန်ပဲမမဲ့ရဝန်းနေချိကွဲစရာညာညာဖြစ်ခဲ့ပါရင်ဖေဘာ1 online အဖွဲ့ရဲ့ vocalist ဖြစ်သူအတင်းတော့ဟာအသက်39နှစ်အရွယ်မှာသူအခြေဆုံးဖြစ်တဲ့အစီအမင်းချက်မှာပဲရုပ်တရက်လဲကြပြီးကွယ်လွန်အနေအဆရောက်သွားခဲ့ပါရင်အတင်းတော့အေရီယာအဖွဲ့ရဲ့အမတ်တရအဖွဲ့မှာဖြောပေးနေကြတာပါသူအားချစ်ခင်ရတဲ့ရေမွန်ရဲ့နာမည်ကြီးတစ်ချင်း မငုံတဲ့တော့ကိုအာထုံခွန်ဆိုင်တီးဆိုနေချိန်မှာပင်ရုတ်တရက်နှလုံးရက်ပြီးလဲကျသွားခဲ့တာပါဒီတချင်းနမေကမငုံတဲ့တော့ဖြစ်ပေမဲ့သူရဲ့ရုတ်တရက်ထွက်ခွာသွားမှုကတော့ပွဲလာသူအလုံးကိုမျက်ရည်ဝိုင်းစေခဲ့ပါတယ်တချင်းဆုံပြီးခင်မှာပင်ရုတ်တရက်လဲကျပြီးဆုံးမသွားခဲ့တာဟာဘလောက်တောင်မှရင်နာစရာကောင်းလိုက်တယ်လေနော်ဒီလိုမျိုးရုတ်တရက်ဆုံးချုံလိုက်ရတာဟာမိသားစုအတွက်တော့အကြီးမားဆုံးဆုံးရှုံးမှုပါပဲကီလာလကမှာဘွားကဲကိုက်ထွေစီလို့လူတီများတဲ့အဒီနိုရဲ့မိခင်ဟာလည်းသူ့ရဲ့သားအကြီးဆုံးအဒီနိုကိုဒီလိုအခြေအနေမျိုးနဲ့နှုတ်ဆက်လိုက်ရတာကြောင့်ဖိမဆင်းနိုင်အောင်ဖြစ်နေရပါတယ် မိခင်တိုးနေတဲ့အတန်းနဲ့အောင်ခံစားရမယ်ဒီဝမ်းနဲ့မှုကိုကျွန်တော်တို့စာနာနာလည်းမိပါရင်တားရနုမြခီးကိုဘေးကနေပံမိုးပေးခဲ့တဲ့မိခင်တယောက်အတွက်တားရနောက်ဆုံးထပ်သက်ကိုစင်ပေါ်မှာမြင်တွေ့လိုက်ရတာဟာစကားလုံးနဲ့ဖော်ပြဖို့တော့ခက်ခဲလွန်လာပါရင်မိမတွေအတွက်သားသမီးဟာဘယ်ပဲရရောက်သားသမီးပါပဲဒီနေရာမှာစင်မကောင်းစရာအတိတ်ကအကြောင်းအရာတစ်ခုကိုလည်းပြန်ပြောင်းပြောပြပေးချင်ပါရင်ဂေါ်ဒီနိုဟာလိုခဲ့တဲ့နှစ်ကျော်ခန့်2023ခုနှစ်ဇွန်လ10ရက်နေ့မှာလည်းပြင်းထန်တဲ့ဟတ်အတက်ကိုခံစားခဲ့ရပူပါရင်အဲ့ဒီချိန်တော့ကသူကအရေးပေါ်ကုသမှုခံယူခဲ့ရပြီးဆေးရုံရောက်ချိန်မှာနှလုံးသွေးကြိုးတစ်ချောင်းလုံး လုံးဝပိတ်နေခဲ့တာကြောင့်နှလုံးသွေးကြောပွင့်စေတဲ့ပိုင်းနှချောင်းကိုတော့မှထည့်သွင်းကုသခဲ့ရပါတယ်။ဆရာဝန်တွေကတော့မှဆင်းရုံရောက်တာအချိန်ပြီးသွားလို့နည်းနည်းသာနောက်ကျရင်တင်နိုင်တယ်လို့ပြောခဲ့ရတဲ့အခြေအနေကဆိုရခဲ့ပူပါတယ်။အဲ့လိုကျမ်းမာရဲ့အခြေအနေရှိနေတဲ့ဂျာကသူဟာဂီတကိုဆုံးလွတ်နိုင်ခြင်းမရှိခဲ့ပါဘူး။နေမကောင်းဘူးလို့သိရတဲ့ဂျာကသူ့ချင်းတဲ့စင်မင်းပေါ်ကိုတက်ခဲ့ပါတယ်။ဒါသူ့ရဲ့အနုပညာအပေါ်ထားတဲ့စိတ်နဲ့ယူသွမှုနဲ့တက်တိကိုဖော်ပြနေရပါပြီ။သူ့ရဲ့ရုပ်ခန္ဓာကအနားယူဖို့တောင်းဆိုနေပေမဲ့သူ့ရဲ့စိတ်ဝိညာဉ်ကတော့ဂီတကိုဆက်လက်ဖန်တီးချင်ခဲ့တာဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ဒီတစ်ခါတော့သူ့ရဲ့နှလုံးသားဟောင်းနောက်ဆုံးမှာတော့ဆင်းပြင်းပေါ်မှာပဲထာဝရတင်းစိတ်သွားခဲ့ရပါပြီ။သူ့ရဲ့အမျိုးမျိုးမိတ်ဆွေတွေညီကိုတွေပြောစကားတွေကိုလည်းကြားတဲ့အခါပုံပြီးရင်နာရပါတယ်။အခွင့်နောက်ဆုံးအချိန်ကိုအခုရုတ်သက်ခဲ့တဲ့အစင်ပေါ်မှာအခုချစ်ခဲ့တဲ့တငယ်ချင်းတွေကိုနှုတ်ဆက်ရင်ကျွန်တော်တို့ကပါအခုကိုနှုတ်ဆက်ခဲ့ရပြီဆိုတဲ့စကားသံတွေဟောင်းနောက်ဆင်သူတိုင်းကိုမျက်ရည်ဝဲစေခဲ့ပါတယ်။အမောင်ပေါ်နေတဲ့လမ်းမတွေကနေမြို့ပြရဲ့မိအောင်အောက်ကဆင်းပြင်းပေါ်ကိုသူ့ရဲ့နောက်ဆုံးခေးကိုရှောင်းလန်းခဲ့တဲ့အဒီနိုဟာဂီတကိုချစ်မြတ်နိုးတဲ့လူငယ်လေးရဲ့စိတ်ထဲမှာထာဝရရှင်သန်နေမှာပါ။ သူရိုးသွန်းနေခဲ့တဲ့နေရာမှာပဲသူ့ရဲ့နေကောင်းကိုလှပစွာဆုံးသတ်သွားခဲ့ပေမဲ့ဒီဆုံးရှုံးမှုဟာတော့အစားထိုးမရတဲ့နာကျင်မှုတစ်ခုဖြင့်ကျန်ရစ်နေခဲ့မှာပါဂော်ဒီနိုရဲ့ဘဝဟာတူတောင်းခဲ့ပေမဲ့သူထားခဲ့တဲ့ဂီတာတန်စင်တွေဟာကျွန်တော်ရဲ့နှလုံးသားထဲမှာအမြဲထားရတည်ရှိနေမှာပါဘဝမှာပထမဆုံးနဲ့နောက်ဆုံးချိန်ဆိုမဲ့တစ်ချိန်တစ်ပုတ်ရှိရောဒါဆာပရိုက်ပါသူရဲ့ချိန်ခဲ့တဲ့နှုတ်ဆက်ပုံကတော့ခြေကွဲပွေရပါပဲဒါပေမဲ့ဂီတာသမားတူအတွက်ခန်းနာဆုံးနေကောင်းတစ်ခုဖြစ်တယ်လို့ပဲဆိုကြပါတယ် အစောဒီနေ့တော့ကောင်းရဘုံဘွားရောက်ရှိပါစေကြောင်းဆုတောင်းမေတ္တာပို့သားရင်ကျွန်တော်တို့ရဲ့ပရိသတ်များလည်းမိမိတို့ရဲ့ဆရာမတွေကို 2Q site ကြဖို့လဲတိုက်တွန်းပြောကြားလိုပါရခင်ဗျာ